င်္ဂလာပါရှင်။ K Story YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖွယ်ရာဇလံကောင်းတွေကိုရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှဆိုရင်လည်းတင်ဆက်ပေးဖို့အတွက်ဇလံကောင်းတစ်ပုဒ်ကတော့စာရေးစီရာမိုးထွန်းမကွေးရှိတာထားတယ်။သူရနီလက်ယုံတော်နှစ်ဦးဆိုတဲ့ဇလံကောင်းတစ်ပုဒ်ကို အစာအဆုံးတင်ဆက်မှာဖြစ်ပါတယ်။တင်ဆက်မှုကိုနားမစင်ခင်မှာ Channel ကို Like and Subscribe လေးနဲ့အားပေးဖို့တောင်းဆိုခြင်းပါတယ်။ ဇလန်တစ်တွေတင်နိုင်သိရှိစေဖို့ဘေးနားအနုတီခေါလောင်းကိုတချမ်းနေထားပေးပါရှင်ဒီမအေးမြလောကမှာမင်းတို့မိမတွေရဲ့စကားသဘောကျစရာတချမ်းမှမရှိဘူးကွယောက်ျားတစ်ယောက်ရတာနဲ့နွားတကောင်လိုဘလို့ခိုင်းရမလဲဆိုတာပဲမင်းတို့တွေးနေတာငါလူနော်နဖားကျိုးတော့အထိုးမခံနိုင်ဘူးမင်းကိုချလို့ယူထားတယ်မြအောင်းမိနေလားဟမ်ဒီမေဦးကြီးမြိုင်ဖားတို့တော်ကျုပ်ကဘယ်တော့မှဒီလိုလေတန်နဲ့ပြောဘူးလို့တော့ရှင်းကမတောက်ဘူးတဲ့အရေးတွေတောက်လာပြီး ကျုပ်ကိုရန်ရှာတယ်ပေါ့လေမြက်ခွက်ကိုကင်ထားတဲ့ဓမ္မနဲ့ခုတ်လိုက်လို့စုပ်ပြတ်တက်သွားမယ်ကျုပ်ကဘာမှတ်နေသလဲဟင်ဦးကြီးမြန်ရအပေါင်းအသင်းတွေအတင်းတိုက်လိုက်တော့အရက်တောက်လာပြီမိမဖြစ်သူဒေါ်အေးမြကိုပြဿနာရှာနေတာလေဖြစ်တယ်သို့တော့ဒေါ်အေးမြလက်ထဲဓာရှိနေတာကိုမသိပဲပြဿနာရှာနေမိတာဖြစ်တယ်ဓာတ်ကိုမြင်သွားတဲ့အခါစကားအပြောအဆိုအမှုအရာအကုန်ပြောင်းသွားတော့တယ်မိမကလည်းယောက်ျားကချစ်လို့စတာပါကွာမိမအတွက်ဆို ယောက်ျားဘာပဲလှုပ်ပေးရလှုပ်ပေးရငါမိမလည်းကို့ယောက်ျားအကြောင်းကိုသိတယ်သားနေဦးဟွန်းဟွန်းနော်ဟွန်းဟွန်းမေစောနာချိုးတွေပြင်ထားမဟုတ်လို့ရတော့လေရှင်အသေးပဲမှတ်အေးပါမိမလည်းဟဲဟဲဟဲမလှုပ်နဲ့တော့အထဲဝင်ဟဲ့အကြီးကောင်နဲ့အငယ်ကောင်နင်တို့ဖေကိုထမင်းခူးပေးလိုက်ကြစမ်းဟုတ်ကဲ့အမေအိမ်ကြီးကနေမိဘနှစ်ပါးရန်ဖြစ်တာကိုခိုးနားထောင်ကသဘောကျနေတော့အသက်၁၄နှစ်အရွယ်ကလေးနှစ်ဦးဟာဦးကြီးမြိုင်ကိုထမင်းခူးခတ်ပေးလိုက်ကြတယ် ဦးကြီးမြိုင်ကထမင်းစားနေရင်တားနေရောက်ရပြုံးစီပြုံးစီမျက်နှာကိုတွေ့သွားတယ်။မင်းတို့နှစ်ကောင်ဘာတွေပြုံးပြီးသဘောကျနေရလဲ။ဟွန်းဟွန်းအဘနဲ့အမေရန်ဖြစ်တာသဘောကျလို့ပါ။ရန်ဖြစ်တိုင်းနဲ့အဘအမြင်နဲ့ရှုံးနေတာလေ။အောင်မငါဘာလို့ရှုံးရမှာတော့။မင်းတို့အမေကိုငါမလုပ်ချင်လို့။မင်းအတောင်60မင်းယောက်ျားအားနဲ့သုံးတောင်ဝက်မိမသားမင်းတို့ရှင်ကြည့်ကြဇမ်းပါ။ဟောဒီမှာတွေ့လား။လက်သေးငါလက်သေးဘလောက်ပြင်းတယ်လဲဆို နွားထိုးရင်နွားလဲတဲ့။ ဝါထိုးရင်ဝါကွဲတယ်ကွတော်ကိုကြီးမြိုင်ခညာမိမရှင်းမြင်မြန်စာပြီးရင်တုတ်ကိုထင်းလာခွဲပြီးအောင်ဟုတ်ကဲ့ခမဖခင်ရဲ့အပြုတ်အမှုအပြောအဆိုကြောင့်အကြီးကောင်နဲ့အငယ်ကောင်တို့ညီအကိုနှစ်ဦးသားဟားတိုက်ရီမောလိုက်ကြလေတယ်မနက်ခင်းတစ်ခုမှအကြီးကောင်တို့ညီအကိုနှစ်ဦးကလဲတဲ့ကိုငရှင်းနိုင်ဖို့ထွက်လာခဲ့ကြတယ်ပလိုင်းတလုံးစီလွှဲထားကြပြီးပစိုးကရောင်းကြိုက်၍လဲတဲ့ကိုဆင်းလာကြတယ်အဲဒီနောက်ညီအကိုနှစ်ဦးသားတနင်္လာစီခွဲကကျင်းလျော်ငရှင်းနိုင်နေကြတယ် အချိန်ကြာလာတဲ့အခါမှာလူရီယာသာပင်ပန်းလာကြတယ်။ငရှိဟူ၍အမိတောင်မမြင်ရအောင်ဟဲ့အောင်အကုတ်ငါတော့မောလာပြီကွ။ငါလည်းတကားမှမရသေးဘူး။အကြီးကောင်စိတ်ပြက်လက်ပြက်ပုံစံမျိုးနဲ့ညီကြီးပေါ်လှဲနေရကအကြံတစ်ခုရသွားပြီးတော့ဇက်ခနဲ့ထလာတယ်။ဟုတ်ပြီ။အဲ့ဒီနေရာမှာဆိုရှိတယ်။ဟဲ့အယောင်အငဲကောင်မင်းငါမရဘဲနဲ့တော့အိမ်မပြန်ချင်ဘူးမလား။အေးမပြန်ချင်ဘူးကွ။ငါတို့အတင်းကြီးခုံးပေးရ။ဥတာလာလေထဲမှာငါသွားနှိုက်ကြမယ်ကွ။ဟာဖြစ်ပါမလားအကိုရ။ အဲ့ဒီလေကနာမည်ရှိတယ်နော်လက်ပြက်ကြီးငညိုဆောင်နေတဲ့မင်းကလည်းညာမရှိလိုက်တာအငဲကောင်ရောငါညီလိုမပြောစမ်းနဲ့တင်းញိုင်ကုန်းဘေးရဆိုတော့ငါတို့ကလေးတွေမသွားရအောင်လူကြီးတွေကခြောက်နှံ့ထားတာနေမှာပေါ့ကွာအဲ့ဒီလေကခြောက်တယ်လို့သာပြောနေတာတကယ်ခြောက်ခရတဲ့သူဘယ်မှာရှိလို့လဲအေးကွာမင်းပြောတာလည်းမှန်တယ်ဒါဆိုငါတို့သွားကြမယ်ကွာဒါနဲ့နေပါဦးဟာဥတာလာကလဲထော်နေရင်ဘယ်နဲ့လောက်ကြမလဲအဲ့ဒီလူကြီးကကွာစားနော်ဟေ့အောင် စကားပြောရင်ဘူးနဲ့ဘောက်ကဒါတော့စိတ်ချစမ်းမအငဲကောင်ရအဲ့ဒီအဖိုးကြီးမနေ့ကမြို့တက်သွားတယ်ကဲဒါဆိုသွားကြမယ်အကြီးကောင်နဲ့အငဲကောင်တို့ကရွာအနောက်ဖက်အဆက်မှရှိတဲ့ဥတာလာလေကိုထွက်လာခဲ့ကြတယ်လမ်းမရွေသူတငယ်ချင်းတက်ပူချက်ဖုံးတို့နဲ့စုံညနေဟိအောင်အကြီးကောင်ရှွံ့နေလေပေးလို့ပါလားကွာငါသွားနှိုက်ကြတာလားအေးကွာငါသွားနှိုက်တာပဲဒါပေမဲ့တကောင်းမှမရခဲ့ဘူးကွာဒါဆိုမင်းတို့ကခုဘယ်သွားမလို့လဲငါရမယ့်နေရာသွားမလို့ငါရမယ့်နေရာ ဘယ်နေရာလဲကွာဥတာလာလဲတဲ့ဟုကွာအဲ့ဒီအဖိုးကြီးမရှိတော့ငါတို့ငါသွားနိုင်မလို့မင်းတို့လိုက်အောင်မလားငါတို့လည်းပြင်းနေတာကွာလိုက်ခဲ့မယ်ကွာဒါဆိုသွားကြမယ်အကြီးကောင်တို့ညီအကောနှစ်ဦးနဲ့အတူတပ်ပု၆ဖောင်းတို့နှစ်ဦးပါပါလာခဲ့ကြတယ်ဤတို့လေးဥတာလျှောက်လာခဲ့ကြရင်ရွာအနောက်ဖက်ဆက်ကဥတာလာလဲကိုရောက်လာခဲ့ကြတယ်အကြီးကောင်တို့ကလဲတဲ့ဟိုတန်းစင်းကလူနေရခွဲ၍ငားနိုင်နေကြတယ်စားနောက်ကြီးစဲကငားနိုင်နေကြတော့ကြောင့်ပြင်းစီရတော့မကောင် အကြီးကောင်ဒီအစပိုင်းမှာ၅တကောင်မှမရသေးတော့လေအချိန်နဲ့နဲ့ကြာလာတဲ့အခါငရှင်တွေတကောင်ပြီးရင်တကောင်ရနေကြပြီဖြစ်တယ်။အငဲကောင်ကသူ့ရဲ့ပလိုင်းထဲကိုငရှင်တွေတကောင်ညင်းထဲနေတယ်။အချိန်ကနေလေမွန်းတဲပြီ။ငဲကောင်ကသူ့နိုင်တဲ့မြကျင်းတိုင်းငားရနေတာကြောင့်တခြင်းပြီးတခြင်းနှိုက်လာရင်တင်းကြီးနဲ့လေနဲ့ဆက်ဆက်ထားတဲ့အဆက်ကိုရောက်မှမသိရောက်လာခဲ့တယ်။လေရဲ့တောင်ကလေးဖြစ်နေသောနေရာမှာကျင်းကိုတွေ့၍နှိုက်လိုက်တော့ငားကိုမစမ်းမိပဲ။အနှင်းငယ်မားနေတဲ့အရာကိုစမ်းမိသွားတယ်။ အငဲကောင်ကသူစမ်းမိတာဘာတော့လို့တွေးမိပြီးစွဲထုတ်လိုက်ရမှာလူရဲ့လက်အယိုးတစ်ချောင်းဖြစ်နေတယ်အငဲကောင်ကလန့်ဖြန့်ပြီးအယိုးကိုလွှင့်ပြလိုက်ခါအော်ဟစ်၍အပြေးအလွှာအကြီးအကောင်နားကိုရောက်လာခဲ့တဲ့ဟဲ့အောင်အငဲကောင်ဘာဖြစ်လို့လဲလူလူအယိုးကြီးဟင်ဘယ်နားမှာလဲဟိုအိုးနားမှာငါလွှင့်ပြခဲ့တာအကြီးကောင်ကအငဲကောင်ပြေးလာတဲ့နေရာကိုတွားကြည့်လိုက်တော့အမှန်တကယ်လက်အယိုးကြီးတစ်ချောင်းဖြစ်နေတယ်အကြီးကောင်ကအယိုးကိုကောက်ကင်ပြီးအကြံတစ်ခုရသွားတယ်လက်အယိုးကြီးကိုဖွဲ့ယူလာခဲ့ကောင် အငဲကောင်တို့အနီးကိုပြန်ရောက်လာတယ်။တပ်ပူကတော့အကြီးကောင်လက်အယိုးကြီးဆိုဟုတ်လားဟုတ်တယ်လေ။ဘာလဲမင်းလိုချင်လို့လား။ရော့ကွာယူသွားလို့ဆိုက လက်အယိုးကိုထုတ်ပြလိုက်ချိန်မှာအငဲကောင်တပ်ပူချက်ဖောင်းတို့သုံးဦးသားပြေးလီတော့တယ်။အကြီးကောင်ကအငဲကောင်ကိုလှမ်းဆွဲထားတော့ကြောင့်အငဲကောင်ကမပြေးနိုင်ဘူး။ကြမ်းတဲ့ကလေးနှစ်ဦးကငဲသားပေါင်းအော်ပြေးခဲ့တယ်။မင်းကဘယ်ပြေးမလဲအငဲကောင်ရ။နေပါအောင်ကွာ။ဒီမှာမင်းတွေးတဲ့လက်အယိုးကြီးယူသွားအောင်လေ။မလုတ်ပါနဲ့အကိုရ။ ငါကြောက်လုံးလို့ပါမင်းအဲ့ဒီအယိုးကြီးသွားလွင့်ပြစ်လိုက်စမ်းပါကွာဟာကွာမင်းကလေဒါကလူတွေအယိုးပဲဘာမှမဖြစ်ပါဘူးကွာမင်းနဲ့ငါဒီအယိုးကိုတင်ထားမယ်ပြင်ရွာတွေကလူတွေကို လိုက်စမယ်ကွာဖြစ်ပါမလားအကူရမိသွားရင်ငါတို့အဆူခံရမှာပေါ့ကွာမမိအောင်လှုပ်ပေါအငယ်ကောင်ရင်ပြီးတော့ဒီအယိုးကိုတည်တာမင်းရင်ငါရဲ့ဟိုနှကောင်ရဲ့ပဲရှိတာအဲ့ဒီနှကောင်ကိုပါငါတို့အကြံပြောပြပေးလိုက်စကြရင်ဘလောက်ပြောစရာကောင်းလဲအေးနော်ပြောစရာကြီးနေမှာ ဒါပေမဲ့ငါကြောက်တယ်ကွသွေးမကြောင်စမ်းမာနဲ့အငယ်ကောင်ရဒီအယိုးတချောင်းငါတို့ကိုဘာမှမလုပ်နိုင်ပါဘူးမင်းသာနှုတ်လုံးမစိကဲလာငါတွေလည်းတော်တော်ရနေပြီဆိုတော့ပြန်ညမယ်ပလိုင်းကိုစီပြန်လွယ်လိုက်ကြကညီရကိုနှစ်ဦးသားအိမ်ကိုပြန်လာခဲ့ကြတယ်အကြီးကောင်ကလူလက်အယိုးကြီးကိုမိဘနှစ်ပါးမမြင်စေဖို့ဖွက်ယူပြီးရေချိုးသောဆင်းအိုးအနီးကအပေများအောက်ထိုးထည့်ထားတယ်မိခင်ဖြစ်သူတော်အေးများကအကြီးကောင်တို့ဖမ်းလာတဲ့ငါတွေကိုရေးစည်းပြီးစီပြန်လေးချက်လိုက်တယ် အဲ့ဒီနောက်ချင်မောင်ရွက်ကိုအေးတောက်ချက်ပြီးငပိရေပါကြိုလိုက်တော့ကြောင့်နေလေစာကိုအကြီးကောင်တို့မိသားစုထမင်းစားမိန်သွားကြတယ်ထမင်းစားတောက်ပြီးတဲ့အခါအကြီးကောင်တို့ညီအကိုနှစ်ဦးကလူလက်အယိုးကိုယူကာရွာထဲထွက်လာခဲ့တယ်လမ်းမှာတွေ့တဲ့ရွယ်သူကလေးတွေနဲ့သူတို့ထံငယ်တဲ့ကလေးတွေကိုစနှောက်ကြတယ်တချို့ကလေးတွေကမိဘတွေကိုတွားတိုင်ကြတဲ့အခါအကြီးကောင်ကလူလက်ရိုးနဲ့ဒီကောင်လှုပ်ထားတဲ့တက်သားကြီးပါလို့ပြောလိုက်တယ်ထုတ်ပြခိုင်းတဲ့အခါကိုယ့်လေကြောင်ပတ်လုံးရွေထွက်ပြေးလာခဲ့တယ် အဲ့ဒီလိုနဲ့တနေ့တာအချိန်ကုန်ဆုံးသွားပြီဖြစ်ကြောင်းနေမင်းကြီးကတက်တေပြဖို့တောင်ကုန်းတောင်တန်းကြားတိုးဝေးပြောက်ွယ်သွားပြီဖြစ်တယ်။အကြီးအောင်တို့ညီအကိုနှုတ်ဦးကလည်းလူမျိုးကိုစားနောက်ရတာမောလာတော့ကြောင်းအိမ်ကိုပြန်ခဲ့ကြတယ်။လူလက်အယိုးကြီးကိုတော့အိမ်ထဲမှရှိတဲ့တရက်ပင်အနောက်ကိုထိုးထည့်ထားလိုက်တယ်။တရက်ပင်နဲ့ခြံစည်းရိုးကကတ်နေတော့ကြောင်းတော်ယုံတန်ယုံမမြင်ရ။ညီအကိုနှုတ်ဦးသားအိမ်မိုးကိုတက်ခါထမင်းစားတော့ကြပြီးအိမ်ရဝင်ခဲ့ကြတော့လိမ့်နေ။အချိန်ကတစားတစားမှောင်မိုက်လာပြီးတကောင်းရန်ချိန်ကိုကြာရောက်လာတယ် ရွာတွေကတန်ချောင်းခောက်တန်ဆုံးမှာအကြီးကောင်တို့ရဲ့ခြံဝန်းထဲမှာအရေးမဲကြီးတစ်ခုကအိမ်ကိုပတ်ခါလမ်းလျှောက်နေတယ်။နောက်ဖေးမီးဖို့ကြောင့်အပေါက်ကိုတွေ့သွားပြီးအဲ့ဒီအရေးမဲကြီးကဝင်သွားလေတယ်။မကြမီအချိန်မှာဦးတန်ခွတ်တန်တညံညံထွက်လာလေတယ်။ဂလုံးခွန်းခွန်းခွန်းဟာဒီကြောင်နေမီးဖို့ကြောင်နေဝင်မြန်မီနဲ့တူတယ်။ကိုကြီးမြိုင်ကိုကြီးမြိုင်အဲအဘာလဲမိမရအဲ့ကောင်းနေတာကိုမီးဖို့ထဲမှာအတန်ကြားလို့ကြောင်လားမသိဘူး။ เจ้าหนาวพี่บอกไปพูเลยไม่หนีแค่เด้อเอราตอซินไปเลยป่ะอ๋อฮะไม่มาเลยกว่าเอราเมนตั้วไปเลยยะตาเนง้าโหลาหนูนี่ล่ะไม่ตั้วจินมุกว่าง้าတော့ไอ้ปีอู้จี้เหมิงก็อะดิโลပြောปีตะผัดซ้องไอ้ตั้วดิดีลูยี่ก็တော့ลิมะน่ะมาง้าเน่ตุ่ยออมเมอัจีกาวอะเง่กาวดอเอี้ยมะไอ้คันอะตวิงก็นี่อะเป็ดมาไอ้นี่เดญีอกုံหนออู้โหลั้นขอนี่เดบยาอะเมไอ้อัจีกาวล่ะ အောက်ဆင်းကြည့်လိုက်စမ်းမီးပေါ်တဲ့ကြောင်ဝင်နေလားမသိဘူးနောက်ဖေးပေါက်ပါပိတ်ခဲ့တော့တာဟုတ်ဟုတ်အမေအကြီးအောင်ကအိယာတဲရနေထားပြီးအပြင်ကိုကြည့်လိုက်တဲ့အခါမှောင်မင်းနေတော့ကြောင့်အနေငယ်ကြောချမ်းသွားပြီးအငဲကောင်ကိုအဖော်လိုက်ဖို့နှိုးလိုက်တယ်အငဲကောင်အငဲကောင်ထပါအောင်ညီလေးရအကိုနဲ့အဖော်လိုက်ပေးပါအောင်ကွာနော်ဟာအကိုကလေဗျာကျောက်တီမှာအိတ်နေတာမလိုက်ချင်ဘူးမင်းကလေကွာလိုက်ခဲ့စမ်းပါကွာအပြင်မှာတလောက်မှောင်နေတာငါဘယ်လိုလုပ်သွားရဲမှာလဲ မသွားရင်မသွားနဲ့ပေါ့ဗျာဟာမသွားလို့ရမလားအမေကခိုင်းတာကွာအမေကလေကွာမိဘမပီတလိုက်တာငါတို့အကုန်ခိုင်းနေတာပဲတားရီမွေးတာကိုကြုံနေမွေးထားတယ်မှတ်နေလားမသိဘူးပထောင်စားလေးမအေဦးအပြစ်တင်နေတယ်မင်းမိုးချိုးပြစ်ခံရမယ်ကဲလာစကားများမနေနဲ့သွားရအောင်အငဲကောင်းလေးကြောဆန်းလိုက်ပြီးဘေးနာကတုံးတော့တို့ဓမီอยู่ပြီးလှေတကားကနေတဆင်အောက်ကိုဆင်းလာကြတယ် အစည်းကောင်တို့လေတကားပေါ်ကနေအောက်ကိုဆင်းလာကြချိန်မှာခြံရှိစီကခွေးလေခွေးလင်တကောင်ကဆွဲဆွဲငင်ငင်ဥလိုက်လေတယ်အစည်းကောင်တို့ညီအကိုနှုတ်ဦးသားကြိုးယူတလျှောက်ချမ်းစင်တက်သွားပြီးချက်သိမ်းမွေးညင်းတွေထကုန်ညနေအအကိုခွေးကငါတို့အိမ်ပဲလဲ့ပြီးဦးနေတာနော်ငွတ်စီထဲတယ်တမျိုးကြီးပဲအပေါ်ပြန်တက်ရအောင်ကွာငါကြောက်တယ်ဟာမင်းရလေကွာနောက်ဖေးတကားလေးပိတ်အောင်မေးဘာမှမဖြစ်ပါဘူးကွာလာပါမပိတ်ရင်အမေကငါတို့အစူခံနေရမယ်အငယ်ကောင်ကကြောက်နေတော့လေ အကြီးကောင်ကအတင်းပြောနေတော့ကြောင့်နောက်ကနေတောင်ကြီးမြောက်ကြီးနဲ့လိုက်လာခဲ့တယ်။အကြီးကောင်ကမိဖို့ကြောင့်လေးကိုဝင်ဖို့အပေါ့ဝါကိုရောက်တာနဲ့မြင်လိုက်ရတဲ့မြင်ဝင်ကြောင်စက်တီတည်သွားခဲ့တယ်။အငဲကောင်လည်းအကြီးကောင်ပခုံးကိုကြော်ကြည့်လိုက်တဲ့အခါမျက်လုံးမျက်စမ်းပြူးသွားခဲ့တယ်။သူတို့မြင်လိုက်ရတာကအရက်ဆဲပေနီးပါးကန့်ရှိပြီးဘဲပက်လက်ငုတ်တူကြီးနဲ့တကူလုံးအမွှေးမြင်တွေပေါက်နေတယ်။ညာဘက်လက်တဲ့အရှိကြီးများနဲ့အကောင်ကြီးကသူတို့ညာကျန်းတဲ့ဟင်းတွေကိုအိုးရဲလက်နှက်၍ပါဇက်သေးကိုထည့်နေတယ်။ အဲ့ဒီကောင်ကြီးကအကြီးကောင်တို့ညီအကိုနှစ်ဦးကိုမြင်သွားကညာလက်ကြီးဖြန့်ပြီးတော့ငါလက်ပြန်ပေးငါလက်ပြန်ပေးငါလက်ပြန်ပေးဆိုကဝမ်းကောင်းအတန်ကြီးနဲ့អော်လေတယ်အဲ့ဒီကောင်ကြီးကစိတ်တူလားကအကြီးကောင်တို့ညီအကိုစီပြေးဝင်လာပြီးအကြီးကောင်ကစက်တီတီးနေရနေမျက်လုံးတွေဝင်းလက်သွားကပြေးဝင်လာတဲ့အကောင်ကြီးရင်ဝါကိုညာချင်းနဲ့စောင့်ကန်လိုက်တယ်အကြီးကောင်ရဲ့ကန့်ချက်ကြောင့်အဲ့ဒီကောင်ကြီးကနောက်ဖေးအပေါက်ကနေအပြင်ကိုလွင့်ထွက်သွားတယ်အကောင်ကြီးကအပြင်မှာပက်လက်လက်လဲကြနေရတာက ပြန်ထား၍အကြီးကောင်ကိုကြည့်လိုက်ရမှာ၁၄နှစ်အရွယ်ကောင်းလေးပုံပျောက်သွားပြီးခန္ဓာကိုယ်ထွားထွားကျိမ့်ကျိမ့်နဲ့ကိုယောင်တောက်သောလူတဦးဖြစ်သွားတယ်။တင်ဘသူလဲ။ဘာလို့ဒီကလေးကိုကောက်ွယ်ပေးနေတာလဲ။ကျွန်တော်ကဒီကလေးနှစ်ယောက်ရဲ့အဆောင်အရှောက်တိမ်တကပဲ။ဒီကလေးနှစ်ယောက်ကသာသနာပြုဖို့မွေးဖွားလာတာဖြစ်လို့အချိန်ရတိုက်ရတာတစ်ခုအထိစောင့်ရှောက်ပေးနေတာ။တင်သူတို့ရဲ့အသားကိုမပြောနဲ့။ဆံမြတချောင်းကိုတောင်ထည့်ရင်တင့်ကိုကျွန်တော်အဝေးစီပို့ပြမယ်ငညူ။တင်တင်ကကောင်းမောင်မင်းတရားကြီးလက်ထက်က ဘရင်ရဲ့စစ်သူကြီးမဟုတ်လားဟုတ်တယ်ငညူကျော်ဝါလူဘဝစစ်သူကြီးဖြစ်ခဲ့ဖို့တဲ့တင်အားလဲကျွန်ုပ်စစ်သည်ရဲမဖြစ်ခဲ့တယ်မဟုတ်လားမှန်ပါလေဒါပေမဲ့အခုတင်ကာွယ်နေတဲ့ကလေးတွေကကျွန်ုပ်ရဲ့လက်အယိုးကိုယူလာခဲ့တယ်ကျွန်ုပ်လက်အယိုးကိုမိရှို့ပြီးအမြတ်ကုသိုလ်ဝေပေးရင်ကျွန်ုပ်ကျွတ်ပါပြီဒါကြောင့်တင်အနေနဲ့ဖယ်ပေးပါတင်ကျွတ်လို့မအောင်ကျွန်ုပ်ဝမ်းသာပါတယ်ငညူဒါပေမဲ့တင်ဟာခုနကကလေးတွေကိုတတ်ဖို့လာလိုက်တာကြောင့်တင်စကားကိုကျွန်ုပ်မယုံကြည်ဘူးကျွန်ုပ်ဖယ်မပေးနိုင်ပါဘူး ဒီလိုဆိုတော့လေကျွန်တော်ကနှစ်ယောက်ထဲကတယောက်တယောက်လောက်ရတာပေါ့ငညိုဆိုတော့တရေကြီးကအဲ့ရတွင်းမှာမိလဲကြနေတဲ့အငဲကောင်ခန္ဓာကိုယ်လည်းဝင်သွားလိမ့်နေအငဲကောင်ကမျက်လုံးတွေဇက်ခနဲ့ပွင့်လာကအေးဆက်ဆက်နိုင်လာတဲ့အပြောင်းမျိုးပြုံးရင်အကြီးကောင်တိမ်တကစီကိုပြေးဝင်ချလိမ့်တယ်အတိတ်အကြံပတ်ဆက်ပါလားငညိုကျွန်ုပ်ပြန်တိုက်ရင်လေတင်ဝင်ပူးနေတဲ့ကလေးကိုတတ်မိမယ်ကျွန်ုပ်ပြန်မတိုက်ရင်လေကျွန်ုပ်ဝင်နေတဲ့ကလေးအသက်သေးမယ်တေလေးညာနီညာနတ်များလာပါပြီတဲ့ အငဲကောင်းငညိုကတော့လက်သီးများနဲ့တလက်ဆက်ထိုးနေခဲ့တယ်။အကြီးကောင်တိန်နကကမှပြန်လေတိုက်ခိုက်ခြင်းမပြုဘဲခုကကာကွယ်၍ရှောင်နေခဲ့တယ်။အတံပလန်တွေကြောင့်အင်အပေါ်ထက်ကဒေါ်အေးများတို့နိုးလာကပရင်တကားကကောင်းထွက်ကြည့်တော့ညီအကိုနှစ်ယောက်ရန်ဖြစ်နေတာတွေ့သွားတယ်။ဟာဒီကလေးတွေညာကြီးအချိန်မတော်ရန်တက်နေပါလား။ဟဲ့အကြီးကောင်အငဲကောင်ရန်မဖြစ်ကြနဲ့လေ။ဒီကလေးတွေပြောမရပါလား။တော့ကိုကြီးမြိုင်အဲ့မနေနဲ့ဒီမှာရှင်သားတွေတက်ကုန်ကြပြီ။ဒီနှစ်ကောင်ကတော့ကွာ။ ငါနဲ့တွေ့မယ်။ဦးကြီးမြိုင်ကဒေါသတကြီးကျိန်းကအိမ်အောက်ကိုဆင်းလာရမှဒေါအေးမြလည်းနောက်ကနေဆင်းလာခဲ့တယ်။ဦးကြီးမြိုင်ကကလေးနှစ်ယောက်ဈားထဲဝင်မိအဖြစ်အငဲကောင်ပြစ်လိုက်တော့ကြောက်ခဲဟအကြီးကောင်ရဲ့ခေါင်းကိုတော့မှန်းနေ။မိဘနှစ်ဦးစလုံးအမလီလိုတလိုက်တော့လေအကြီးကောင်ကတော့ဘာမှမဖြစ်တယ်လို့အငဲကောင်ရဲ့ထိုးချက်တွေကိုရှောင်နေတယ်။ကိုကြီးမြိုင်ဒါဒါသူယူတာယူမဟုတ်ဘူးကလေးချင်းချင်းရံဖြင်းရင်လုံးထွေတက်ပုံနေမှာအခုသူတို့ကတကယ့် ယောက်ျားကြီးတွေလိုကြာကြုံချောင်းပြီးချနေကြပါလားအေးဟာအကြီးကောင်ကဂဲနဲ့ပေါတော့ဘာမှမဖြစ်ပုံထောက်ရင်ငါသားတွေအပမှီနေပြီနဲ့တူတယ်အမလေးကိုကြီးမြိုင်ကျုပ်သားလေးတွေကိုကယ်ပါအောင်တော့တယောက်ယောက်တစ်ခုခုဖြစ်သွားရင်ကျမရင်ကျိုးရကြီးရဲ့ငါရွာတွေကလူတွေတော့ခေါ်လိုက်မယ်နင်းတေချာကြည့်ထားနော်မြန်မြန်သွားပါတော့ကျုပ်ရင်တွေပူလာကြီးရဲ့ဦးကြီးမြိုင်ကရွာထဲကိုထွက်သွားပြီးတကြီးအပအဝေကာလာသားအတော်များများကို ခေါ်လာခဲ့တယ်။ကာလာသားတွေကရန်ဖြစ်နေတဲ့အကြီးကောင်အငယ်ကောင်တို့နှစ်ဦးကိုဝင်ဆွဲကြတယ်။တော်တော်ကလေးနှစ်ဦးရဲ့အားကအဆောက်မတန်တန်မာနေသောကြောင့်တအူးကို၄၅ရောက်ဝိုင်းထုတ်ကြရတယ်။ကလေးနှစ်ဦးကိုချုပ်ပြီးတာနဲ့အိမ်အပေါ်ဓာတ်ကဖျားခန်းစီကိုရောက်လာခဲ့ကြတော့တယ်။တကြီးကကာလာသားတစ်ယောက်ကိုဖုန်ကြီးကျောင်းကိုတွား၍တန်ငါတော်တစ်ပါးအပိန်ခိုင်းလိုက်တယ်။မကြမီအချိန်မှာဖုန်ကြီးကျောင်းကိုတွားတော့ကာလာသားတစ်ယောက်နဲ့အတူယောဂီဝန်ဆန်နဲ့မျက်လုံးမျက်ဖက်ကောင်းတဲ့လူငယ်လေးတအူးပါလာခဲ့တယ်။ ထိုသူတို့နှစ်ဦးဟာအင်အပေါ်ဓာတ်စီကိုတက်လာခဲ့ကြတယ်။ဟဲ့ကောင်ထော်ကြီးငါမင်းကိုတန်ငါတော်တစ်ပါးပင့်ခိုင်းလိုက်တာလေ။ဘသူ့ကိုခေါ်လာတာတော့ဟ။ဟာတကြီးရလေ။ငေါ့မဲဆိုတာကြီးပဲ။ဒီလူကအเจ้าမတဲနေတာဗျ။ပယောကကူးထက်တဲလို့ဆိုပြီးဆရာတော်ကြီးကထည့်ပေးလိုက်တာ။အော်အေးအေးကဲတာဆိုဆရာလေးပေါ့။ဆရာလေးတရားကလေးနှစ်ယောက်ကိုကြည်ပေးစမ်းပါဦးမြ။တို့တို့မိဘတွေပြောတာကတော့အပမိနေကြတယ်ပြောတာပဲ။ကောင်းပါပြီ။ခလေးတွေရောဒီရှိ့မှာထိုင်ခိုင်းလိုက်ပါ။ အဲ့ဒီအခါကလေးတွေကိုချုပ်ထားတော့ကာလာသားတွေကတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်မဖြစ်ဘူးနော်ဆရာလေးဒီကောင်နှကောင်ကအယမ်းတန်တယ်ကျုပ်တို့မင်းချုပ်ထားရတာရပါလေဗျလှုပ်ပေးလိုက်ပါသူတို့အကြောင်းကျွန်တော်ကောင်းကောင်းသိပါတယ်ကာလာသားတွေကကလေးနှစ်ယောက်ကိုလှုပ်ပေးလိုက်တဲ့အခါစောနာအတင်းယုံကန်နေတော့ကလေးနှစ်ဦးသည်ထော်လူငယ်အရှိမဦးကောင်းကောင်းကငြိမ်ငြိမ်လေးထိုင်နေတယ်အဲ့ဒီလူငယ်ကပချိန်အသေးကလေးတွေပေါ်တဲ့အထိပြုံးလိုက်ပြီးမြတ်စွာဘုရားနဲ့အထက်ပုတ်ကိုဆရာကြီးတွေကိုကတော့လိုက်တယ်အဲ့ဒီနောက်တင်ပလင်ခွေထိုင်ပြီး ကလေးနှစ်ဦးဘက်ကိုပြန်လှည့်လာတယ်။ကဲဘယနေဘလို့စဖြစ်တာလဲငညိုးလို့ဆိုကသူရအငဲကောင်ကိုမေးလိုက်တယ်။အငဲကောင်ကသူ့ရဲ့မူလအတန်မဟုတ်ဖေယောက်ျားရဲ့မာရီတယောက်အတန်နဲ့အဖြစ်အပျက်အလုံးစုံကိုသူရကိုပြောပြတယ်။ဂျာယာသူအပေါင်းဖို့အံ့ဩသွားကြလေတယ်။ဒီလိုဆိုဥတာလာမင်းကိုလည်းအဆောင်အဖြစ်ထားထားတာပေါ့။ဟုတ်ပါရဲ့ဆရာလေး။ကျောင်းရဲ့လက်အယိုးကိုယူပြီးအဆောင်ခိုင်းထားတာပါ။လာပြေလာွယ်နေတိုင်းအစာကျွေးပါတယ်။ဒီနေ့ကျုပ်အစာစားရမယ့်နေ့ကို ဒီကလေးနှစ်ယောက်ကကျုပ်လက်အယိုးကိုတွေ့ပြီးခေါ်လာခဲ့ကြတယ်။ကျုပ်လည်းစိတ်ဆိုးပြီးသူတို့ကိုတတ်ဖို့အလုပ်မှာတိန်နကကဝင့်တာတာပါ။တိန်နကသူတို့ကိုစောင့်ရှောက်နေတဲ့ပုံကိုပဲငညူ။တင့်အနေနဲ့သူရှိနေတဲ့မြ။ကလေးနှစ်ယောက်ကိုစမ်းချီတမြင်အောင်ထိရမှာမဟုတ်ဘူး။ကဲတိန်တကတင်းရဲ့တာဝန်ကဒီမှာပဲပြီးဆုံးသွားပြီ။ဒါကြောင့်တင်းရဲ့ဗိမာန်ကိုပြန်နိုင်မှပြီ။ကောင်းပါပြီဆရာလေး။အကြီးကောင်ကိုဝန်ပူးနေတော့တိန်နကပုတ်ကထိုလ်လူငယ်ကိုဥချပြီးတာနဲ့ဘေးကိုရိုက်နေကြသွားတယ် အဲ့ဒီလူငယ်ကရေတခွက်ကိုမန်း၍တောက်လိုက်မှတတိပြန်ရလာတယ်။ကဲငညူတင့်ကိုကျွန်ုပ်ကအမြအတန်းပေးဝေမယ်။တင့်အနေနဲ့သားတို့ခေါ်နိုင်သလား။ကျွန်ုပ်သားတို့ခေါ်ဆိုနိုင်ပါလိမ့်ဆရာလေး။အမြအတန်းပေးမဝေခင်မှာကျွန်ုပ်ရဲ့လက်အရိုးကိုမိတချို့ပေးပါ။ဒါမှဒီဘဝကကျွတ်လွတ်နိုင်မှာမလို့ပါ။ကောင်းပြီလေ။တင့်လက်အရိုးကဘယ်နောက်မှာလဲ။ဒီချံဝန်းနဲ့တရက်ပင်အနောက်မှာပါ။ကာလာသားတို့ကအဲ့ဒီမှာရှိမရှိသွားကြည့်ပေးနိုင်မလား။ရှိရင်ယူခဲ့ပေးပါ။ အဲ့ဒီအခါကာလာသားတူကအင်းအောက်ကိုဆင်းသွားပြီးမကြမီလက်အယိုးတစ်ချောင်းကိုကင်ပြီးပြန်တက်လာတယ်။လက်အယိုးအားထိုလူငယ်လေးကိုပေးလိုက်တဲ့အခါလူငယ်ကအငဲကောင်ရဲ့ဘေးမှာထားလိုက်တယ်။တိဒီခန္ဓာကိုယ်ကနေခွာပြီးတိလက်အယိုးဘော်ကနေလိုက်ခဲ့ပါ။ဒီကလေးအပေါ်မှာပြူစားထားတာတွေရှိရင်အကုန်ပြန်သိမ်းလိုက်ပါ။အငဲကောင်ကိုဝန်ပူးနေသောတရေကြီးငညိုကမျက်နာကနေရင်ဘတ်အထိလက်ဝါးနဲ့တတ်ချလိုက်တယ်။ဤကဲ့သို့သုံးငင်တီတီလှုပ်ပြီးချိန်မှာ လူငယ်လေးကိုရှ िख ိုးဥချပြီးလက်အယိုးပေါ်ကတ်တွေလိုက်တယ်။အငဲကောင်ကလည်းမေးလဲကြသွားလိမ့်တယ်။လူငယ်ဟာစောနာအတိုင်းရေမန်းနေတောင်မှပြန်တတိရလာခဲ့တယ်။ဒီအိမ်မှာပယောကအနောက်အရှက်တိုက်ခိုက်တွေမရှိတော့ပါဘူး။အားလုံးရှင်းလင်းသွားပါပြီ။အဲ့ဒီအခါမှာတကြီးအပါဝင် အကောင်လုံးအခုမှတက်ပြင်းချနိုင်ကြတယ်။ထိုလူငယ်လေးကိုလည်းဦးကြီးမြန်တို့လင်းမယားနှစ်ယောက်ကကျေးဇူးတင်ရမဆုံးဖြစ်နေတော့တယ်။လူငယ်လေးကဦးကြီးမြန်တို့မိသားစုကိုမနေ့ပြန်ចောင်းကိုလာခဲ့ဖို့ပြောကြားပြီး လက်အယိုးကိုကိုင်း၍ထွက်ခွာသွားခဲ့လေတော့တယ်။နောက်တနေ့မနက်မှာဦးကြီးမြိုင်တို့လင်မယားကစွန်ညိုက်ကိုင်ကရွာဦးဖုံးကြီးကျောင်းထဲဝင်လာကြတယ်။ကျောင်းမော်ကိုတက်၍ဆရာတော်ကြီးကိုစွန်ညိုက်ကခါဦးချလိုက်ကြတယ်။တကားကြီးတို့ကဖုံးမုံတစ်ခုမိညာနာရှိတယ်။အခုကျောင်းမလာတဲနေတဲ့တကားလေးသူရကတာမညာလောကီဆရာတယောက်မဟုတ်ဘူး။လူတွေရဲ့အကျိုးသာသနာတော်ရဲ့အကျိုးကိုတဲပိုးနေတဲ့ဆရာတဆူဖြစ်တယ်။သူ့ရဲ့အစွမ်းကိုလည်းတကားတို့လက်တွေ့မြင်ဘူးကြပြီပဲ။တကယ်လို့သူတောင်းဆိုတာရှိရင် လက်ရောကြဖို့ဖုံဖုံကတိုက်တော်ညင်နေတယ်။တမဖေယတပည့်တော်တို့လည်းကိုယ်ဂျေဆုရှင်ကတောင်းဆိုတာကိုလက်ရောဖို့အသင့်မှာပဲဖေယ။ဂိုင်းဟင်တာဖြစ်ဟိုဘက်ကျောင်းဆောင်မှာတကားလေးသူရရှိတယ်။သွားလိုက်ကြအောင်တယ်မဖေယ။ဦးကြီးမြိုင်တို့လည်းဆရာတော်ကြီးကိုထီချင်း၅ပါးနဲ့အညီရှိခိုးပြီးသူရရှိသောကျောင်းဆောင်ကိုကူးလာခဲ့ကြတယ်။သူရရင်ွေးချမ်းတောက်ပြီးဦးကြီးမြိုင်တို့အလားကိုစောင့်နေခဲ့တယ်။ဦးလေးတို့တောင်ရောက်လာကြပြီပဲ။ထိုင်ကြပါဗျာထိုင်ကြပါဆရာလေးက ကျောက်တော့စီကတောင်းဆိုစီကရှိတယ်ဆိုလို့လာခဲ့တာစီကလေးရေအေးဦးလေးတို့စီကကျွန်တော်တောင်းဆိုချင်တာကတော့ဦးလေးတို့ရဲ့သားနှစ်ယောက်ကလောကကိုအလင်းဆောင်မဲ့သားနှစ်ယောက်ဖြစ်တယ်။ဘာသာသာသနာအကျိုးကိုထမ်းရွက်ဖို့အတွက်လူလောကကိုရောက်လာတဲ့သူတွေဆိုလဲမမားပါဘူး။ဦးလေးရဲ့သားနှစ်ယောက်ကိုကျွန်တော်နဲ့အတူခေါ်ဆောင်သွားချင်ပါလေ။ဦးကြီးမြိုင်နဲ့ဒေါ်အေးများတို့သူတို့မထင်မှတ်ထားသောစကားပေမို့တအူးတအူးကြည့်လိုက်ကြတယ်။သားနှစ်ယောက်ကိုမွေးဖွားပြီးကစားကလေရတဲ့ဤတပါယခုကဲ့သို့ပြောဖို့တည်း ဒါရက်ကကြီးတို့ဒီကလေးနှစ်ယောက်ဟာလူလောကကိုအကြောင်းမဲရောက်လာတာမဟုတ်ပေဘူးသူတို့ကတစ်ချိန်မှာလောကီဝိဇ္ဇာတစ်ပါးကလာရောက်ခေါ်ဆောင်လိုက်မယ်ဒကာကြီးတို့ကခွင့်ပြုပေးလိုက်ကြပါဒကာကြီးတို့ခွင့်မပြုခဲ့ရင်ဒီကလေးနှစ်ယောက်ဟာခုနှစ်ရက်မြောက်တဲ့နေ့မှာလူလောကကြီးကနေပြန်ထွက်ခေါ်သွားကြလိမ့်မယ်ဆိုပြီးတော့အမိန်ရှိခဲ့ဖို့တဲ့ဦးကြီးမြိုင်ကမိမဖြစ်သူကိုမင်းကိုပြလိုက်တဲ့အခါတော်ရင်မြအမျက်ရည်တွေကတောက်တောက်ကျလာကခေါင်းငင်းပြတယ်ဦးကြီးမြိုင်ကလည်းခေါင်းကိုတဆက်ဆက်ညှင့်ပြီးတော့ ကောင်းပါပြီဆရာလေးရဲ့ကျုပ်ကျုပ်တို့သားနှစ်ယောက်ကိုဆရာလေးနဲ့အတူထည့်ပေးလိုက်ပါမယ်သားတို့ပါဗျာဒီကလေးနှစ်ယောက်ကိုကျွန်တော်အနေနဲ့အသေးချာဆုံးမသွန်သင်ပြီးလောကကိုအလင်းဆောင်မဲ့သူနှစ်ယောက်ဖြစ်အောင်ဆရာစားမချန်ပညာအကုန်သင်ပေးလိုက်ပါမယ်လို့ဂတိပြုပါလေဦးကြီးမြိုင်နဲ့ဒေါ်အေးမြလည်းခေါင်းကြီးပြကထိုးကျောင်းဆောင်မောင်ဆင်း၍အိမ်ကိုပြန်လာခဲ့ကြတယ်အိမ်ကိုရောက်တာနဲ့သားနှစ်ယောက်ကိုဖတ်၍မိဘနှစ်ပါးစလုံးငိုကြွေးကြလေတော့တယ် ိဘနှစ်ပါးရဲ့အပြုတ်မှုကိုနားမလဲတဲ့အကြီးကောင်နဲ့အငယ်ကောင်ကတယောက်ကိုတယောက်ကြည့်လိုက်တယ်။ဦးကြီးမြိုင်ကငိုလို့အားရတာနဲ့ကလေးနှစ်ယောက်ကိုအကြောင်းစုံပြောပြ၍လွယ်အိမ်နှလုံးနဲ့အဝတ်အစားထည့်ပြီးပြီးသူတို့ထံကိုသွားစီတယ်။ကလေးနှစ်ဦးကငိုရိုး၍မသွားချင်ဘူးလို့ဆိုတဲ့အခါဦးကြီးမြိုင်ကမျက်ရည်တွေကြားနေဒုတ်ကိုကိုင်းကထွက်သွားခိုင်းတယ်။ကလေးနှစ်ယောက်ကဖခင်ရဲ့အလိုဆန္ဒအတိုင်းသွားပါမယ်လို့ပြောပြီးမိဘနှစ်ပါးစလုံးကိုဦးချကြော့၍သူတို့စီကိုထွက်လာခဲ့တော့တယ်။ သူရသူအရှိမထိုင်နေတဲ့ကလေးနှစ်ယောက်ကိုအသေးအချာကြည့်ပြီးလွယ်ရည်ထဲကနေယောဂီဝန်ဆန်နှစ်စုံထုတ်ပေးလိုက်တယ်။မင်းတို့ကငါတို့ခိုင်းကိုဝင်ပြီးလူတွေအကျိုးတဲဖို့တော့မှဆိုတော့ဒီအဝတ်အစားတွေဝတ်မရမယ်။ငါမတီလာကိုခါဝဲပစိုးလို့မြင်ရမယ်။အသားငါမစားရဘူး။နေတိုင်းအင်းရေးဆွဲရမယ်။တမထာအားထုတ်ရမယ်။ရော့တာခိုင်းဝင်ဖြစ်တတ်မှတ်တဲ့ငါးကွက်အင်းကိုပြချပြီးရေနဲ့ရောထားတာတောက်လိုက်။ကလေးနှစ်ဦးကသူရရဲ့အမိန့်အတိုင်း ရေကွက်ကိုမောတောက်လိုက်ကြတယ်။မင်းတို့ရဲ့နာမည်ကိုခူကစပြီးငါပြောင်းလိုက်မယ်။အကြီးကောင်နာမည်ကစောတာ၊ငယ်ကောင်နာမည်ကခွန်တာပဲ။ကဲစောတာနဲ့ခွန်တာအခြေခံလေးခွင့်အင်းကိုခုပဲဆဆွဲပြီးတော့အင်းဆွဲတဲ့နေရာမှာအင်းမပေါအောင်ထူးခယူဆိုက်ရတယ်။အေးပေါက်ခြင်းလက္ခဏာ၈ပါးရှိတယ်။အဲ့ဒါကတော့၁အင်းမောင်ညံမထီမဆက်မိ၍ပေါက်ခြင်း၊၂အင်းခွက်မညီမညွတ်၍ပေါက်ခြင်းအင်းပေါင်၄တောင်တစ်ဖက်တူရှိဖြစ်နေပြီပေါက်ချင်းလေရတော့အင်းမောင်တားစဉ် စိတ်မငြိမ်၍ပေါက်ခြင်း၅ကတော့အင်းချစင်မန္တန်မဆုံးမိ၍ပေါက်ခြင်း၆ကနန်းအခေယများအင်းပေါင်းကိုထိ၍ပေါက်ခြင်း၇အင်းအတွင်မြင်းများအစွန်းပိုလွန်၍ပေါက်ခြင်း၈ကတော့ကနန်းခေါင်းလိုက်တိုးချေဖြစ်နေသဖြင့်ပေါက်ခြင်းဒီရှစ်ပါးကြောင့်အင်းပေါက်နိုင်နေတေချာမထားကဲဆဆွဲပြီးတော့သူရအမောင်ဆရာရှိရာတွေမှာကြပြီးတဲ့အခါစောသားနဲ့ခွန်သားကခေါင်းငိမ့်ကတီးတီးနေအောင်ယူ၍အင်းရေးဆွဲကြတယ် သို့တော်လည်းယခုမှစဆွဲဖို့သည့်ဖြစ်၍လေးခွက်အင်းကိုအချိန်အတော်ကြာရေးဆွဲနေရတယ်။အင်းများတောက်လျှောက်ပေါက်နေသောကြောင့်ဇောချွေးတွေပြန်နေကြတယ်။အရင်နောက်လေးခွက်အင်းကိုမနာမနေစူးစမ်း၍ဆွဲလိုက်တဲ့အခါစောသားနဲ့ခွန်သားတို့ရှေ့စင်းနောက်ဆင်ရေးဆွဲပြီးသွားကြတယ်။ပါရမီအထူးကောင်းမွန်သောလူနှစ်ဦးဖြစ်တာကြောင့်လေးခွက်အင်းကရွှေရောင်တဖိတ်ဖိတ်တောက်နေတယ်။သူရအထူးအချင်းအရာကိုမြင်တဲ့အခါပချိုက်အသေးကလေးတွေပေါ်တဲ့အထိပြုံးပြီးတင်ပလင်ခွေထိုင်ကတမထအားထုတ်နေခဲ့တယ်။နောက်တနေ့မနက်ခင်းအချိန်ခါမှာ သူတို့တို့ဆရာတပည့်၃ဦးကဆရာတော်ကြီးကိုဥချပြီးရွာကနေထွက်လာခဲ့တော့တယ်။ရွာမှာစထွက်လာပြီးတာနဲ့သူတို့အမြတ်တလုံးဖျားစီကိုသွားလိုက်တယ်။မြတ်တလုံးဖျားမှာ၃နှစ်တိုင်တိုင်နေပြီးစောသားနဲ့ခွန်သားတို့ကိုအင်းဆွေးချင်းတမထအားထုတ်ချင်းတင် जा ပေးခဲ့တယ်။၃နှစ်ပြည့်တဲ့နေ့မှာထပ်ပုပ်ကိုကြီးရဲ့အမိန်တာဝန်တန်းကသူတို့ရဲ့နားထဲကြားလိုက်ရပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့ကျမတို့ channel တင်ဆက်မှုကတော့ဒီမှာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ဇလန်းဆမဆုံဒိုင်းနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဇလန်းကောင်းတွေနဲ့ပြန်ဆုံမအောင်ရှင်